တိလင်္ကာနိုင်ငံမြတ်ဗုဒ္ဓရဲ့အောက်ဝဲဆွေတော်ရှိရာကန်တီမြို့မှာဖြစ်ပါတယ်။ညဘက်မောင်ကြီးပြိုးချိန်တဲမဲဟိုတယ်ကိုရောက်တော့အဲ့ဒီဟိုတယ်ကိုဘုံကြီးကျောင်းလို့ထင်ခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့ဝင်ဝင်ချင်းတွေ့လိုက်ရတာကဖျားရှင်တို့တော်အဖြူရောင်ကိုမှန်ကျောင်းဆောင်နဲ့ပူဇော်ထားလို့ဖြစ်ပါတယ်။ကိုလံပေါ်မှာတဲခဲ့တဲ့ ဒီ5 star hotel မှာတော့မတွေ့မိခဲ့ဘူးပေါ့ဒီ hotel ရဲ့ဘီမှာဘုံကြီးကျောင်းလေးရှိတော့တငယ်ချင်းတွေကတော့ဘုံကြီးကျောင်းကနေပြီးတော့ hotel ပုံစံမျိုးအဆောက်အဦဆောက်ပြီးတော့ဖျားဘူးလာတဲ့ဧည့်သည်တွေတဲလို့အဆင်ပြေအောင်လှုပ်ထားတာလဲဖြစ်နိုင်တယ်လို့ထင်ရေးပြကြတယ်ပေါ့နော်ဒီ hotel ကအထက်၄တက်ရှိပြီးတော့တက်လီကရရတယ်ဒီ hotel ရဲ့ အောက်ထက်ကနေပေါ့နော် recession ရှိတဲ့အောက်ထက်ကနေပြီးတော့ border တွေမှာအထိပေါ့မြန်မာမှုလက်ရာတွေဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ပချီကားတွေရှိတယ်ပေါ့ဒါကတော့ prefer ဖြစ်ပါတယ်တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်တော့ဤချမ်းပြီးတော့ပဝန်းကျင်ကလည်းစိတ်လန်းစုပြေးနေတာပါတိရိလင်္ကာနိုင်ငံရဲ့ဘုရားစင်တုတော်တွေကတော့ယခုမြင်တွေ့ဖူးမြင်ရတဲ့ပုံစံတွေများပါတယ် ယခုမြင်တွေ့ရတဲ့ပုံကတော့အိန္ဒိယကနေသီရိလင်္ကာနိုင်ငံကိုဗုဒ္ဓဆွေတော်မြတ်ပင်ဆောင်လာတဲ့လင်မယားနှစ်ဦးရဲ့ပုံဖြစ်ပါတယ် ါကတော့ဗုဒ္ဓရဲ့ဆွေတော်လှည့်လည်ပူဇော်တဲ့ပုံစံကိုထပ်ပုံပကြည်ဖြစ်ပြောင်းလဲဖန်တီးထားပါတော့ကန်တီမြို့ရဲ့ဒီဟိုတယ်လေးမှာ တညတာနာယူပြီးတော့တခြားတနေရာကိုဦးဇင်းတို့ခီးဆက်ခဲ့ပါတယ်အားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။